Hello as for ki ka ni video so ba de. အခုကျမဒီနေ့ပြပြခြင်းတဲ့အကြောင်းအရာလေးကတော့ကလေးတွေရဲ့အမှုကျင့်လေးတွေပြောင်းလဲလာတဲ့ခါမှာပေါ့နော်။ဘယ်လိုမျိုးအသီးပြုပြီးတော့ဖေဖေမျိုးတွေနဲ့ပြုပြင်ပေးရမလဲပေါ့နော်။ တွေရဲ့ပတ်ဝန်းကျင်အပြောင်းအလဲကိုတည်ထားဖို့လိုအပ်ပါတယ်အဲ့တော့အရင်ကမလုပ်ဘူးတဲ့ဇယိုက်လက္ခဏာလေးတွေကိုပေါ့နော်အဲ့ဒါလေးတွေကအစိုးဘက်ကိုဥတည်နေပြီဆိုရင်ဖေဖေမေအနေနဲ့ကတော့တည်ထားပြီးတော့ခူးဆိုင်ပြပြထိမ့်သိမ့်ပေးဖို့လိုအပ်ပါတယ်ဥပမာဒီလိုမျိုးမူချိုရဲမှာဆိုရင်ပေါ့နော်ကလေးငယ်တွေကလူကြီးတွေကို အတုမြင်ပြီးတော့လိုက်လို့တက်ကြတယ်ပြီးတဲ့အခါမှာသူတို့ရဲ့ဒီကျောင်းနေအရွယ်ကလေးတွေဒီတစိမ်းကြီးကနေပြီးတော့ပြုမှုပြောဆိုနေထိုင်ပုံတွေကိုလည်းသူတို့ကပုံတူကုတက်ကြပါတယ်ဥပမာအပြစ်ပြောရမယ်ဆိုရင် မရင်ကျေးတဲ့အပြုမူစကားလုံးတွေကိုပြောဆိုသုံးသုံးတာတွေတခါတလေမှာပစ္စည်းတွေကိုလည်းပြစ်ပောက်တတ်တာတွေစသဖြင့်ဒီလိုမျိုးဇယက်လက္ခဏာတွေဟာဆိုရင်သူတို့ရဲ့ဒီပတ်ဝန်းကျင်အနေမှာတဆင့်သူတို့ကိုပြုပြင်ပြောင်းလဲစေတတ်တယ်ပေါ့နော်ကလေးငယ်တွေဟာကျမတို့ကတတိမမှုပြီးပေမဲ့သူတို့ဟာဒီပတ်ဝန်းကျင်ကအပြောင်းလဲကိုသူတို့အနေနဲ့ပုံတူကူးတတ်ကြပါတယ်သူတို့ကဒါကိုလိုက်ပြီးတော့အတုမြင်တတ်ခြင်းလိုက်လုပ်တတ်ကြပါတယ်ဒါကြောင့်မို့လဲဖေဖေမေတို့အနေနဲ့ကဒီကလေးငယ်တွေဒီလိုမျိုးဇယက်လက္ခဏာတွေပြောင်းလဲလာပြီဆိုရင်သူတို့ရဲ့ပတ်ဝန်းကျင် ဲ့အနီးအနားဒီမိသားစုအတိုင်းဝိုင်းမှာလည်းတတိထားပြီးတော့ဒီအလောက်ဆောင်ချက်လေးတွေကိုပြုပြင်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ဒီချေဝေးပါဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှပြန်လည်တွေ့ကြမယ်နော်။